ဒေါ်လာစပါးလေးရဲ့ဆက်ကွန်တင်ကြောင့်ဆူလာလက်မဲ့ဖြစ်မှုကိုဆုံးသက်နိုင်ပြီးတဲ့နောက်မျက်ရည်ကျခဲ့တဲ့အသိအောင်ဆောင်ဆွန်အောင်မင်းကျုပ်ကကနဝင်တယောက်ပါလို့ပြောကြပါစို့ဘာလို့မဖြစ်ရပါလဲအနည်းဆုံးတော့ဒီတနေ့တည်းတော့ပြောနိုင်ပါလေစပါးလေးရဲ့အသိအောင်ဆောင်ဆွန်အောင်မင်းတယောက်ယူပါလိဘောလူပဲမှာပရီးမီးယားလိပြိုင်ပွဲယူလာတဲ့အသင်းကိုတကောကိုမရှိတဲ့အနိုင်ရရှိခဲ့ပြီးစပါးသင်းတဲ့ဒူပရမဆုံးသောဆူလာကံမြောက်နိုင်ပြီးတဲ့နောက်မျက်ရည်တွေကြားလေကဖွင့်ရပြောဆိုခဲ့တဲ့စကားလေးပဲဖြစ်ပါလေ စပါလင်အပွဲသားညီ၄၂နှစ်မှာဒွန်စင်းရဲ့တလုံးလေးသောအနိုင်ကိုနဲ့ရက်တကောအနိုင်ရရှိခဲ့ပြီးသူတို့ရဲ့၁၆နှစ်ကြာဆူဘလကင်းကွာမှုကိုအဆုံးသတ်နိုင်ခဲ့တာလည်းပဲဖြစ်ပါလိမ့်။ဒါပြင်စပါလင်မှာဆယ်စင်းတစ်ခုတန်တန်ကစားလာခဲ့ပေမယ့်ဆူဘလနဲ့ဝေးကွာလာခဲ့တဲ့ဆော်အမေရလည်းအသိကောင်းဆောင်အဖြစ်စပါလင်နဲ့အတူယူဘလီဖလာကံမြောက်ခဲ့မှုနဲ့အတူကနဝင်ဇာမာတက်ရောက်အဖြစ်စပါဘရိတ်တရဲ့ရာသက်ပန်းအတိမတ်ပြူခြင်းခံလာရတော့မှလည်းပဲဖြစ်ပါလိမ့်။ ဇော်မရနော်25ခုနှစ်နွေရာသီမှာလေးပေါင်စင်ကနေစပါတင်ကိုပေါင်း22တန်းနဲ့ပြောင်းရွှေ့ပြီးရနောက်စပါတင်တွင်454ပွဲစားထားပြီး183ခုအထိတွင်းယူပေးတဲ့သူလည်းပဲဖြစ်ပါလေ။ဒွာရီရဲနဲ့တွဲပြီးပရီးမီးယားလီးဂ်အကောင်ဆုံးတန်းစင်တွင်အဖြစ်တောင်းချေမျိုးစွာထမ်းဆောင်ခဲ့ပေမဲ့လည်း2016နောက်ဆက်ကွန်ပရီးမီးယားလီးဂ်ရာသီမှာဒုတိယ2016နောက်ဆက်ကွန်ရာသီချန်ပီယံလိမှာဆိုရင်ဒုတိယ2020ကမှမဟုတ်ဘူးလို့ဘိုးလူပွဲမှာရှုံးနေပြီးဒုတိယအဖြစ်နဲ့ပဲကျင်းနေခဲ့ရတာလည်းပဲဖြစ်ပါလေ။ အခုကမှတော့ဆောမေယစပါးသင်းတဲ့လူယူပါလီဖလာကံမြောက်မှုနဲ့အတူစပါးသင်းရဲ့ကံဝင်စားမတရားဖြစ်လာခဲ့ပြီလို့ဆိုရမှာလည်းဖြစ်ပါလိမ့်။ဆောမေကကျောင်းကကံဝင်တရားဘာလို့ပြောကြပါစို့။ဘာပြစ်မဖြစ်ရမှာလဲ။အနည်းဆုံးတော့ဒီတနေ့သေးတော့ပြောနိုင်ပါလိမ့်။စောင်းနဲ့တွင်ဘယ်သူမှမလုံနိုင်ခဲ့ကြပါဘူး။ဒီနေ့အန်အောတင့်စရာကောင်းတဲ့ဇာမားတွေနဲ့လုံနိုင်ခဲ့ပြီလို့ဆိုရမှာဖြစ်ပါလိမ့်။ကျောင်းတို့ကကလပ်ရဲ့တေးကြပေါ့ကံဝင်တွေပါ။ဒါကျောင်းတို့အမြဲတမ်းအိမ်မက်မက်လာခဲ့တဲ့တခုပြီးတော့အရာပါပဲ။ ကျောက်ကကဘာမှာပျော်ဆုံးသောလူသားတစ်ယောက်ပါပဲလို့ခွင့်ရပြောဆိုခဲ့တာလည်းပဲဖြစ်ပါတယ်။ဒါပင်ဆော်မင်ကဥရောပဆိုလာချန်ပီယံကိုအသင်းကောင်းဆောင်အဖြစ်ကံပြောင်းနိုင်တဲ့ပရမဆုံးသောကိုရီးယားဇာမတစ်ယောက်လည်းပဲဖြစ်လာပါတယ်။ဒါပေမဲ့လည်းစပါးသင်းရဲ့နေပြကြီးပေါ်စတီကိုလူကလည်းရာသီအစလုံးကသူပြောဆိုခဲ့တဲ့အတိုင်းဒုတိယရာသီမှာဆိုလာရယူပေးနိုင်ခဲ့တဲ့ဆိုတဲ့စကားအတိုင်းပဲစပါးသင်းကိုကန်ရွယ်တဲ့ဒုတိယမြောက်ရာသီမှာဆိုလာရယူပေးနိုင်ခဲ့ပြီလည်းပဲဖြစ်ပါတယ်။ ဘရိဒရီကိုဆင်ကျင်ပေးနေမှာမဟုတ်ပါဘူးဆိုတော့နေပြအာမော်ရီနေပြဝင်ကောင်ဘိုးဘွားနဲ့ဘရိဒရီကသာသူ့ကိုအသိကနေတင်းတော်နဲ့သူတို့ရောအဖြစ်မယူဆဘူးဆိုရင်လက်မခံတော့ဘူးဆိုရင်နေပြရာထူးကောင်နေထွက်ခွာပေးသွားမယ်လို့ဖွင့်ရပြောဆိုခဲ့သူဖြစ်ပါလေဒါပေမဲ့ဘော်ဒီလိုမျိုးနေပြကဘရိပြလေးမှပေးစရာအစင်ဆန်းချောင်းနေရာမှာယက်တီနေမှုရေဘော်လီဘောလူဘဲမှာရှုံးနေမှုကြောင့်ရွာတဲ့နေပြရာထူးကောင်နေနှုတ်ထွက်သွားဖို့တော့အစီအစဉ်လုံးဝမရှိပါဘူးအသက်၄၀ရွယ်နေပြကဘရိဒရီအနေနဲ့လာမယ့်ရာသီမှာ သူတို့အသင်းကိုပိုကောင်းအောင်လုံဆောင်နိုင်တယ်လို့ယုံကြည်နေဖို့လိုအပ်ကြောင်းသူကအခုလိုဖွင့်ရပြောဆိုပါလိမ့်။အခုအချိန်မှာတော့ကိုယ့်ကိုယ်ကိုကာကွယ်နေမှာတော့မဟုတ်ပါဘူး။ဒါကကျွန်တော်ရဲ့ style လည်းမဟုတ်ပါဘူး။လုံးလည်းမလုံးနိုင်ပါဘူးအရန်ကိုခက်ခဲပါလေဒါကြောင့်ပိုကောင်းအောင်ကျွန်တော်လုံသွားပါမယ်ငါမှဒီပြဿနာတွေရှိတယ်ငါဘာမှမလုံးနိုင်ဘူးလို့ပြိသက်တွေကိုစင်ကြေပေးနိုင်မှာတော့မဟုတ်ပါဘူးခုအချိန်မှယုံကြည်မှုနည်းနည်းလေးပဲပေးပါဘာတွေဖြစ်လာမလဲကြည့်ကြမလို့ကျွန်တော်ဘက်ကအမြဲတမ်း ဖွင့်ထားပါတယ်ဘောဘွဲနဲ့ပရိသတ်တွေကသာကျွန်တော်ကိုတင်တော်တဲ့သူမဟုတ်ဘူးလို့ခံစားလာရရင်တော့နင်နာချင်းနဲ့ပတ်သက်ပြီးဘာခုံးမှမပြောပဲနောက်တနေ့မှကျွန်တော်ဒီကနေထွက်သွားပါမယ်ဒါပေမဲ့ကျွန်တော်အနေနဲ့ကတော့နှုတ်ထွက်မှာတော့မဟုတ်ပါဘူးကိုယ့်လို့ပေါ့အပြည့်အဝယုံကြည်မှုနဲ့စစ်ဆက်နေပါပါလို့ဖွင့်ရပြောဆိုကြတာလည်းပဲဖြစ်ပါတယ်ယူရက်ကနွေမာလာတို့ကအော်မိုရယ်စတဲ့ကန်ရယ်ဇင်မှာချန်လွင်ဝင်ခွင့်နဲ့ရမတ်ဟာ9မှတ်သေးတာကွာဟနေတာဖြစ်ပြီးခုခါမှာတော့အစင်ကားနေရာနဲ့ရမတ်က29မှတ်အထိကွာဟသွားပြီလည်းပဲဖြစ်ပါလိမ့် ဒါပေမဲ့ United ရဲ့ကြီးမားသောအရာကလာမယာသည့်ဥရောပဝင်ခွင့်လုံးဝမရှိတော့ပါဘူး။ United က Champions League ဝင်ခွင့်ရောင်းမယ့်အတူပေါင်သန်း100လဲစုံချုံသွားရပြီလည်းပဲဖြစ်ပါလေ။ဒါပေမဲ့နေပြည်တော်က Champions League ဝင်ခွင့်မရရင်လဲကစားမဝယ်ယူအင်အားဖြစ်နေမှုတွေပြုလုပ်သွားမှာဖြစ်ကြောင်းကလပ်မှာလာမယာသည်မှာကြားရပွဲမရှိပြည်တွင်းပြိုင်ပွဲတွေမှာရလက်ပိုကောင်းအောင်လှုပ်ဆောင်လာမှာဖြစ်ကြောင်းလဲအခုလိုဖွင့်ရပြောဆိုပါလေ။ အပြောင်းအလဲဈေးကွက်တွေကျွန်တော်နှစ်ခုစီစဉ်ထားပါတယ်ဂျမ်လီဝင်ခွင့်မရတာကျွန်တော်တို့ကလပ်တွေအတွက်ခက်ခဲတဲ့အရာတစ်ခုဆိုတော့နားလည်ဖို့လိုပါလိမ့်ဒါပေမဲ့အခြားတစ်ဘက်ကိုအသုံးချရပါလိမ့်မယ်ရတဲ့တစ်ဘက်အတွက်အတွင်းစဉ်းစားချိန်ပိုရပါတယ်အလုံးလုံးချိန်လဲပိုရမယ်ဆိုရင်ပရိယာလီမှာပိုကောင်းလာနိုင်ပါလိမ့်ဒီအတွက်ပဲအာယုံစတ်နိုင်ပါလိမ့်မယ်လို့ဖွင့်ရပြောဆိုခဲ့တာလည်းပဲဖြစ်ပါတယ်ဒီရှုံးမွေအောင်ရတဲ့အောင်တင်းအတွင်း50တနည်းအတွင်းမှာဆိုးရွားဆုံးသောရာသီလည်းပဲဖြစ်ပါတယ် စပါတင်ကဘလုံးပိုင်းဆိုင်မှု23ရာနှုန်းအထိအသာစီးရရှိပြီးဂိုးသွင်းယူနိုင်ခဲ့တယ်လို့စပါရဲ့တလုံးလီသောဂိုးပေါင်းတဲ့ခံမှုကတလုံးလီသောဂိုးနဲ့အနိုင်ဂိုးပေးလိုက်ရတာလည်းပဲဖြစ်ပါလေအချို့ပရိသတ်တွေဆိုရင်စပါတင်ရဲ့ယူရတဲ့အတွေ့ရဲ့ယူပါလိဘောလူဘဲကိုဥရောပပြန်ပွဲသမိုင်းမှာဆိုးရွားဆုံးသောဘောလူဘဲလို့ကင်မွန်တက်နေကြပါလေစရောယူရတဲ့အသင်းကလာမယ့်2025-2026ရာသီမှာဥရောပပြိုင်ပွဲမရှိတော့မှုနဲ့အတူဓာတ်ရပွဲလည်းမရှိတော့ပါဘူး ဒါကြောင့်ပိတ်သက်တဲ့ထုတ်လိုက်ငွေကုန်တေးကြောင့်တတ်တာလာတော့မဲလို့ဆိုအောင်မှာဖြစ်ပါလေ။နောက်ယူရိုတဲ့အသင်းကလာမယ့်ယာစီဥရောပဝင်ခွင့်မရှိမနဲ့အတူမြောင်းများလှစွာသောရုပ်တံလွှင့်ခငွေတွေလည်းနစ်နာလာပါလိမ့်မယ်ဖြစ်ပါလေ။လက်ရှိပရီးမီးယားလီဂ်အဆင့်16နေရာမှာယက်တီနဲ့ယူရိုတဲ့အသင်းကတန်းစင်ကြရတဲ့1983-1984ယာစီနောက်ပိုင်းဆိုးရွားဆုံးသောယာစီလည်းပဲဖြစ်ပါလေ။တော်တူပဲဂျမ်လီဝင်ခွင့်မရရှိတဲ့အတွက်ထိတ်တန့်စားမလေးကိုလည်းခေါ်ယူနိုင်မှာတော့မဟုတ်ပါဘူး။ ခေါ်ယူနိုင်မယ်ဆိုရင်တော့ပိုးပြီးတော့ခက်ခက်ခဲခဲခေါ်ယူရတော့မှာလေးပဲဖြစ်ပါလိမ့်။ယူရိုပရိသတ်အများဆိုတော့လာမယ့်ရာသီဥရောပပြိုင်ပွဲမကစားရမှုနဲ့အတူတပတ်လုံးပရီးမီယာလိပွဲစဉ်တပွဲတည်းအထက်သောအာယုံဆက်လန်နိုင်မှုနဲ့အတူလေးမအခြေအနေကောင်းလာမယ်လို့တော့ယုံကြည်လျက်ရှိနေကြပါလိမ့်။ယူဝလီစရတဲ့ကုံသွားလို့စပွန်ဆာမှအချို့စုစိတ်မရရှိခဲ့ကြ။ UFR ဆုံးနေတဲ့ကြောင့်ဆုလဝေးကွာလာခဲ့တဲ့စပွန်ဆာမှတွေကိုစုစိတ်ပေးရမှာစုစိတ်ကုံသွားတဲ့ပြဿနာတက်သွားခဲ့ပါလေ။ ယမနီကဘေဘာအိုမှာဂျွန်ဆင်ရဲ့တလုံးနေသောအနိုင်ကိုနဲ့ရက်တဲ့အသင်းကိုတကူကူမရှိတဲ့အနိုင်ရောက်ရှိခဲ့ပြီး16နှစ်တောင်ကလာအတွင်းပရမဆုံးသောဆုပလာစကူရောက်ရှိခဲ့တာလည်းပဲဖြစ်ပါလိမ့်။စပါတင်ရ၂၀၁၈ခုနှစ်တုန်းကလီဗလာစကူနိုင်ပြီးရဲ့နောက်ပရမဆုံးဆုပလာစကူရောက်ရှိခဲ့တာလည်းပဲဖြစ်ပါလိမ့်။ဒါပေမဲ့စပါဇာမထုတ်အောင်စုစိတ်လက်ခံရောက်ရတဲ့အချိန်မှာစုစိတ်ကုံဆုံသွားမှုနဲ့အတူစုစိတ်မရရှိခဲ့ကြပါဘူး။ဒါကြောင့်လည်းစပါသင်းကောင်းဆောင်ဆောမင်းကယူပါလိစုပလာကံမြောက်တဲ့အချိန်မှာစုစိတ်မပါဘဲနဲ့ကံမြောက်ခဲ့ရတာလည်းပဲဖြစ်ပါလိမ့်။ ဇော်မင်းပြင်းစပါးစားမတွေဖြစ်ကြတဲ့ရိုဒီဂိုဘန်ဒန်ဂေါ်နဲ့ခရစ်စတီယန်ရိုမဲလိုတို့ဟာလည်းစုစိတ်မရောက်ရှိခဲ့ကြပါဘူး UEFA ဥက္ကဋ္ဌလာဇန်နာစီဗာရင်ကစပါးသင်းကောင်းဆောင်ဇော်မင်းကိုတောင်းပန်စကားပြောဆိုခဲ့တယ်လို့တော့ယူဆရပါတယ်ဒါပေမဲ့စပါးစားမတွေဟာမကြမီကလာအတွင်းမှာပဲစုစိတ်ပြန်ပြီးရောက်ရှိလာကြဖို့တေးရနေတာလည်းပဲဖြစ်ပါတယ်စမောင်းတင်ကိုချုံနေပြီးအောင်ယောနယ်အသင်းကနေဆုံးအခြေအနေကိုရောက်ရှိနေပြီလို့ယောနယ်အသင်းနောက်ခံစားမလူချောကဖွင့်ရပြောဆိုလိုက်ပါလေ ကျွန်တော်အားလုံးစိတ်ပြက်လျက်ရှိနေကြပါတယ်။ရလကကျွန်တော်တို့မျှော်မှန်းထားသလိုမဟုတ်ပါဘူး။ဒါပေမဲ့ဒီရလတစ်ခုတည်းကြောင့်မဟုတ်ပါဘူး။ဒီရသည်တရားသည်လုံးကျွန်တော်တို့လုံလောက်တဲ့စွမ်းဆောင်နဲ့မကစားနိုင်ခဲ့ကြပါဘူး။ကျွန်တော်တို့အားလုံးဒီအသိမှာစားဖို့လုံလောက်တဲ့အရာအချင်းရှိရလားလို့ကိုယ့်ကိုယ်ကိုပြန်ပြီးတော့မေးတင်ပါလေ။မန်ချက်စတာရဲ့အသင်းလိုအသင်းတစ်သင်းအတွက်ဒီလိုရသည်မျိုးဟာလက်ခံနိုင်စရာမရှိပါဘူး။ဒါကိုကျွန်တော်တို့သိပါလေကျွန်တော်ကိုယ်တိုင်လည်းသိပါလေဒီလိုအခြေအနေမျိုးကမကြက်စတောင်းရတဲ့အသင်းမှာရှိတဲ့နေရာမဟုတ်ပါဘူး ျွန်တို့ကောင်းတဲ့အရာတွေကိုပဲကြည့်ရပါမယ်ကောင်းတဲ့အချက်တခုတည်းကတော့ဒီထက်အောက်ကိုထက်ကြစေရမရှိတော့ပဲအပေါ်ကိုထက်တက်ရတော့မှာပါပဲကျွန်တော်အသင်အောက်ကိုဆိုရင်နိုင်ဆုံးသောအခြေအနေကိုရောက်ရှိနေပါပြီဒီကလေးရှိတဲ့နေရာကိုပြန်ရောက်အောင်ကိုကိုကိုပြန်ပြီးတွန်းအားပေးပြီးနီလန်ရှားရပါမယ်လို့လူချော့ကဖွင့်ရပြောဆိုကြတာလည်းဖြစ်ပါလိမ့်ဒါပေမဲ့လူချော့ကနေပြအမော်ရင်ကိုလည်းပြောင်းလဲတွေလှုံ့ဆော်နိုင်မဲ့မှန်ကန်တဲ့နေပြအဖြစ်ဖြစ်တယ်လို့လည်းထောက်ခံအားပေးကြတာလည်းဖြစ်ပါလိမ့် ကျေးဇူးတင်ပါတယ်ဘေးစင်မလုံးကိုစိတ်နှဖျားကျမ်းမာချမ်းသာကြပါစေခင်ဗျာ